ကဲကျွန်တော်ရင်ကုန်ပြောရှင်ဒါရော့ဘီတွေကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါပြည်တွင်းပြည်ပရဝေးရဲ့ဤကနေပြီးတော့ရင်ကုန်ပြောရှင်ဒါရော့ဘီတွေမှာတက်လာသမျှဗီဒီယိုဖိုင်နိုင်ကိုကြည့်ရှုအားပေးကြတဲ့เนาะယနေ့တိုင်အားပေးနေတဲ့ဖြစ်တဲ့မိတ်ဆွေများကိုလည်းဒီနေ့ကနေအထူးကျေးဇူးတင်ပါတယ်အဲနောက်ကိုလည်းကြည့်ရှုအားပေးကြပါဦးအဲ့တော့အဖမင်းမင်းငါရဲ့ကိုရစ်ပေါ့နော်လက္ခဏာပညာအများကြီးပါပဲအဲ့တော့ပြောမကုန်အောင်ပါပဲအခုကျွန်တော်ပြောရတာလည်းအများကြီးပါပဲတပတ်ကိုတစ်ခုတစ်ခုနဲ့မှတ်ရလွယ်အောင် လေ့လာရလွယ်အောင် ပေါ့ဘာဘာလေးဖြစ်အောင်ကျွန်တော်တို့တစ်ခုတစ်ခုကိုနော်နားရှင်းအောင်ပေါ့နော်မှတ်မိလွယ်အောင်ကျွန်တော်တို့ပြောပြသွားတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုခိုင်းဒီမှာလက္ခဏာပညာနဲ့ပတ်သက်ပြီးတော့ဘယ်မင်းကြောင့်ကဘာဖြစ်တယ်ဘယ်မင်းကြောင့်ပေါ်ရင်ဘာဖြစ်တယ်စသဖြင့်အများကြီးကျွန်တော်ပြောထားခဲ့တာရှိပါတယ်သွားပြီးတော့ကြည့်ရှုအားပေးလို့လေ့လာလို့ရပါတယ်အခုဒီတစ်ပတ်မှာလည်းကျွန်တော်တို့လူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာအဖြစ်လေးဖြစ်တာရှိတဲ့ခဏခဏဖြစ်တဲ့တော်ကြံနေဖြစ်တဲ့အကြောင်းကိစ္စတခုကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ် အာ तू ကဖောက်ပြန်လို့လမ်းကွဲလိုက်ရပြီအိမ်တော်ကြီးဖောက်ပြန်လို့ကွဲသွားပြီအာချစ်သူကဖောက်ပြန်လို့ကွဲသွားပြီအဲ့ဒီလိုဖောက်ပြန်ရင်အဲ့ဒီဖောက်ပြန်သူတွေရဲ့လက်မှာပါရတဲ့အမှတ်အသားတစ်ခုပြောမှာဖြစ်ပါတယ်အာ तू ကတော့တစ္ဆာဖောက်လို့လေအာကိုကသူ့ကိုမေတ္တာစင်မေတ္တာမှန်နဲ့သူ့ကိုချစ်တယ်ဟာလာချစ်သူအဖြစ်ရွေးချယ်တယ်ချစ်တယ်သူ့ဘောမှာကိုကတတ်နိုင်သမျှအကောင်းဆုံးနေပေးထိုင်ပေးတယ်လောက်ကန်ဆောင်ရွက်ပေးတယ်ပံ့ပိုးပေးတယ်သို့တော်ညာလေ तू ကအဲ့လိုကိုကကောင်းနေပါလေရက်နဲ့ တစ္ဆာပေါက်ပြီးနောက်တစ်ယောက်နဲ့ပြောင်းပြီးချစ်လိုက်တယ်နောက်တစ်ယောက်နဲ့ပေါ်တင်မဲ့တွဲတယ်အဲကိုယ်ကလည်းစိတ်နာစိတ်ထိခိုက်ပြီးတော့ကိုယ်မှလမ်းခွဲလိုက်ဆိုတော့နော်အဲ့ဒီကားလေးအဲ့ဒီရဲ့အမှတ်သားလေးကိုပြောပြဖြစ်ပါတယ်အိမ်တော်ကြီးမှာဆိုရင်အခုကလို့ပေါ့ဟဲ့လားသူတို့သားဖြစ်စီသူတို့သမီးသားဖြစ်စီကိုကအမတန်ကောင်းလာလက်ရက်နဲ့နော်ကို့မှာနော်တစ္ဆာရှိပါလက်ရက်နဲ့သူကအခြားတယောက်နဲ့ဖောက်ပြန်ပြီးတော့လိုက်သွားတယ်နော်ကို့ထားခဲ့တယ် အဲ့ဒီခါလေးကိုကျွန်တော်ပြောပါမယ်လူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာခဏိအများဆုံးဖြစ်တတ်တဲ့တွေ့ရတတ်တဲ့ကိစ္စတွေပါပဲနော်အဲ့တော့အဲ့ဒီအမှတ်သားဘာလဲဆိုရင်တော့ဗုဒ္ဓဘူးဂျိုကုံအောက်မှာနှလုံးလမ်းကြောင်းလေးကပြတ်နေမယ်အဲ့ဒီလိုအမှတ်သားကံကံရှင်မှာတွေးရှိရပြီဆိုရင်တော့သူဟာတစ္ဆာဖောက်ခြင်းကိုခံပြီပဲနော်ကိုယ်တစ္ဆာဖောက်သွားမယ်တစ္ဆာဖောက်သွားလို့ကိုယ်မှာကြံ့ရင်ခဲ့ အဲ့တော့ကို့မှာငွေဆိုလဲငွေပစ္စည်းဥစ္စာဆိုလဲပစ္စည်းဥစ္စာကျင်နာယူရမှုတွေမြတ်တာတရားတွေတစ္ဆာရှိမှုတွေကို့မှာတော့ဒလဟောကြီးပုံအပ်ပြီးပေးလိုက်ရတာသူကတော့ကို့တစ္ဆာဖောက်သွားလိမ့်ဤပေါ့နော်တစ္ဆာမဲ့သူတွေပေါ့အဲအဲ့တော့ကို ਨੇ မတူမတန်တော့လမ်းကွယ်သွားတယ်ဆိုပါတော့နော်အဲ့အမှတ်သားပါပဲအဲ့တော့တူတန်နေတဲ့အချိန်မှာတော့ကို့နားမှာရှိနေတယ်ပေါ့မတူမတန်တော့လဲအဲတစ္ဆာဖောက်ပြီးသူကထွက်သွားတယ်ပေါ့အဲ့တော့ဒီမင်းကြောင်းလေးပါ နော်ဒီမြင်းကြောင်လေးပါအဲ့တော့ကို့မှာမြအဲ့လိုမြင်းကြောင်ပါနေသတိထားပါတစ္ဆာဖောက်ခံရတတ်ပါတယ်ကိုကဘလောက်ကောင်းကောင်းတခြားတယောက်နဲ့လည်းတွေ့ရောနော်ကို့ကိုထားပြီးတော့တစ္ဆာဖောက်သွားတတ်တယ်နော်အဲ့တော့တရားဝင်အိတရားဝင်မင်္ဂလာဆောင်ထားတယ်တရားဝင်စာချုပ်စာတမ်းနဲ့တရားရုံးမှာလက်မှတ်ထိုးထားတဲ့အကျဉ်းလင်မယားဖြစ်ရင်တော့အခြားတယောက်ကိုတွေ့ပြီးတော့ ကို့တစ္ဆာပေါက်ပြီးထားခဲ့တတ်တယ်နော်အဲ့ဒီလိုမျိုးအဲ့တော့ကို့လက်မှာဒီလိုအမှတ်သားမျိုးမပါတာဘူးကောင်းပါလေမပါကြပါသေးနဲ့လို့လဲဆုတောင်းပေးလိုက်ပါတယ်ဗျာအဲ့တော့အဲ့လိုပောက်ရင်တော့ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကိုတတိထားပါတနေ့မဟုတ်တနေ့ငါ့ကိုတစ္ဆာဖောက်သွားနိုင်တယ်လို့အကျွတ်တင်ခတ်မှန်းတွက်ဆပြီးတော့ဟာလာသတိရှိဖို့လိုပါတယ်နော်ဟာလာသုံးသက်ချင်းချင်းမှုလိုပါတယ်နော်ဒါလေးကိုသတိထားပါအဲ့တော့ဒီမှာဘုရဘူးဂျိုးကုံအောက်မှာနှလုံးလမ်းကြောင်းလေးရဒီလိုလေးပြက်နေပါတယ် နော်အဲ့တော့လက်တန်းလေးရဲ့အောက်နော်လက်တန်းလေးရဲ့အောက်ဘရဘူးဂျုံုံထဲမှာနှလုံးလမ်းကြောင်းလေးရာဒီနေရာလေးမှာအခုထောက်ပြရနေရာလေးမှာပြတ်နေပါတယ်တစ်ဆက်တည်းမရှိနေဘဲနဲ့ဒီနေရာလေးမှာနဲနဲလေးပြတ်နေပါတယ်အဲ့လိုပြတ်ခဲ့ပြီဆိုရင်တော့ဟုတ်လားအမိန်ကလေးတွေနေနဲ့လေကို့အပေါ်ယောက်ျားလေးရတော့ကို့ချစ်သူကတော့အိမ်တော်ဘက်ကတော့တနေ့နေ့ဖောက်သွားနိုင်တယ်နော်တစ္ဆာဖောက်သွားနိုင်တယ်အကူအိမ်တော်ရှင် အမျိုးသားအိမ်တော်ရှိအမျိုးသမီးဆိုရင်လည်းကိုယ့်လက်မှာပါနေတနေ့နေ့တော့ကိုထားခဲ့နိုင်တယ်နော်နောက်တယောက်ဆိုတာမျိုးတွေပေါ်လာနိုင်တယ်ကိုဘလောက်ကောင်းကောင်းကိုတက်ပါတဲ့သူနဲ့တွေ့လဲတွေ့ရောလိုက်သွားလေရောဆိုတာမျိုးတွေဖြစ်တတ်ပါတယ်နော်အဲ့တော့ကိုဒီလောက်ကောင်းနေတာတော့ကိုထက်နည်းနည်းလေးတာတာသို့မဟုတ်ကိုထက်လည်းမတာဘူးနော်ကိုနဲ့ဒန်းတူ level မျိုးမှတော့မရှိဘဲနဲ့ဘာလို့ကြိုက်မှန်းမသိနော်ဘာလို့မှတ်မောမှန်းမသိဘဲနဲ့အထင်ကြီးမှန်းမသိဘဲနဲ့လိုက်သွားတတ်တယ် เนาะအနှစ်ချက်ွားပြီးတော့ကိုယ်သစ္စာဖောက်သွားနိုင်တဲ့လက္ခဏာအမှတ်သားဖြစ်ပါတယ်အဲ့တော့အခုထောက်ပြထားတဲ့အတိုင်းပါပဲအဲ့တော့ပတ်ဝန်းကျင်အနေထားပတ်ဝန်းကျင်အနေထားရအောင်ပြောခတ်ပါတယ်เนาะအော်ဒီကောင်မလေးကလက်ရှိရှိနေတဲ့ဟဲ့လားချစ်သူကြီးသားဒီလောက်ကောင်းနေတာသူ့လောက်လည်းမသားသူ့ရဲ့ level လည်းမရှိဒါဝမဒီလောက်ကောင်းတဲ့လူဘာဖြစ်လို့ထားခဲ့တာလဲဆိုတော့ဟဲ့လားဒီဟာမျိုးပြောစမှတ်မျိုးတွေဖြစ်ကြံရစ်ခဲ့တဲ့ အမှတ်သားပါပဲနော်သူကတစ္ဆာဖောက်တာကိုခံရတဲ့အမှတ်သားလို့ပြောလို့ရတယ်အဲ့တော့အခြေအိမ်တော်ကြီးမှာနော်တနှုတ်နှုတ်နဲ့ခံစားပြီးတော့တစ္ဆာဖောက်တာကိုမကြည်မချမ်းနဲ့နော်ဟလာအောင်းအင်းပြီးတော့ကို့မှာနေမထိထိုင်မထိဖြစ်ရတတ်တဲ့ဒေါသထွက်ပေါက်ကွဲရတတ်တဲ့တစ္ဆာခံရတဲ့တစ္ဆာဖောက်ခံရတဲ့အမှတ်သားပါဒီအမှတ်သားပါရင်သတိထားပါလို့နော်ဂီးဆက် ငါချင်းချင်းနိုင်ကြပါသေးကျွတင်ပြင်ဆင်တွက်ဆနိုင်ကြပါသေးလို့ကျွန်တော်တို့စန္ဒပြုလမ်းညွှန်ဒီတစ်ပတ်မှာတော့ဒီလောက်နဲ့ပဲကျွန်တော်တို့အားအကျဉ်းနဲ့မယ်လို့ထင်ပါတယ်နောက်တစ်ပတ်မှာကျွန်တော်တို့နောက်ထပ်လက္ခဏာအမှတ်အသားအစ်စ်တစ်ခုတင်နဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်ကံကောင်းကြပါစေ